ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇလန်လေးကိုခုပဲစတင်လိုက်ပါပြီ။အင်းညာလေးအိမ်တန်းရွာအတွက်လေအကျန်းဆုံးတော့ညာလို့ဆိုရမယ်။တော်ဝေါ်ဝေါ်တိုက်ခတ်နေတဲ့လေကျန်းကျန်းတွေကြောင့်ရွာပဝင်းကျင်မှာရှိတဲ့တစ်ပင်ကြီးတွေတောင်ရိန်ထိုးပြီးတော့အမြစ်ကနေကျွတ်ထွက်မတက်ဖြစ်နေကြတာ။ရွာကန်တွေကလည်းကြောက်မက်ဖွယ်လေတိုက်နှုံကြောင့်ထိတ်လန့်နေကြပြီးတော့မိသားစုတွေတစုတဝေးတွေဝိုင်းဖွဲ့ပြီးတော့မှအိမ်ထဲစုယုံနေကြတယ်။လက်နေတဲ့မိလေးကိုကင်က ဒေသံတွေကိုနားဆင်ရင်းနဲ့မိမိတို့ရဲ့အိမ်လေးဘယ်အချိန်မှအိမ်လုံးလိုက်ကျွတ်ပါသွားမလဲဆိုပြီးစိုးတထိတ်ထိတ်နဲ့တွေးကြောင်နေကြ යි အဲလိုတဘာဝပေးကြရောက်ချိန်မှာရွာစုံမကိုတင်ထွန်းရဲ့အိမ်ကတပူပေါ်နှစ်ပူဆင့်ခဲ့ဆိုင်ဇနီးတဲ့ဖြစ်သူမအီလာက နေစီလာစီမွေးဖွားတော့မှဖြစ်တာကြောင့်အိယာထက်မှလူးလိမ်ပြီးတော့အော်ဟစ်နေတော့ကိုတင်ထွန်းခင်များဇောရွှေတွေပြန်နေရဆိုင် ။လင်မယားနှစ်ယောက်ထဲနေထိုင်ကြတာလည်းဖြစ်တဲ့အခါအခုလိုမျိုးညတကောင်ရဲ့အချိန်မှာကြာရောက်လာတဲ့လေပြင်းတွေကြမှာဘသူ့ကိုကူညီတောင်းရမှန်းမတွေးတော့နိုင်တော့ပါဘူး။အေးလားအာတင်းထအောင်ဟာငါမက်ဆေ့ချ်ကြီးကိုတွားပြေးခေါ်လိုက်မယ်နော်အေးလားနော်လေရင်တန်းရွာရဲ့အာကိုအားထားရာလက်တဲရမဆိုင်ကြီးတာဖြစ်တဲ့ကိုတင်ထွန်းကိုမအီလာစကားပြန်မပြောနိုင်ရှာအောင်နာကျင်မှုကိုအန်ကျိတ်ပြီးတော့ချွေးတီးတီးကြနေခဲ့တာ ကိုတင်ထွန်းဟာမအီလာကိုစိတ်မချကြည့်ရင်အိန္ဒိယနေပြေးထွက်သွားတယ်။တော်ဝေါ်ဝေါ်တိုက်ခတ်နေရဲ့လေပြင်းတွေကြောင့်ခရီးရတော်တော်နဲ့မတွေ့ပါဘူး။သူ့မှာကြောက်လန့်စိတ်လည်းမရှိတော့ဘူး။ဇနီးတည်းရဲ့အော်ဟစ်နေတန်ကလက်ရှိကဘာထက်ကိုပို့ပြီးတော့ပူလောင်စေတယ်လို့ပါ။အမမဆိုင်ကြီးမဆိုင်ကြီးလက်တည်းရဲ့အင်တကားကိုတဒုံးဒုံးနဲ့ထုရိုက်ရင်းအာကောင်စစ်တန်နဲ့အော်ခေါ်နေရ။လေပြင်းတန်ကြောင့်အင်ထဲမှာရှိတဲ့သူတွေကြားဟန်မတူပါဘူး။ ကိုတင်ထွန်းအောင်မောဟိုက်နေပေမဲ့သွေးပူနေရာကြောင့်ဆွဲမလျှော့တန်းဆက်လက်အော်ခေါ်နေရအမမဆိုင်ကြီးကျွန်တော်မိမဘိုင်းနာနေလို့ကူပါအောင်တတော်ကြောင့်အော်ပြီးတော့မှအင်တကားပွင့်လာကမဆိုင်ကြီးရဲ့ယောက်ျားကိုငင်းပြီးထွက်ကြည့်ရဲ့ဟေးတင်ထွန်းဘလို့ဖြစ်တာရောလာလာအင်တဲကိုဝင်လေပြင်းကြောင့်မလို့အင်တကားကိုတတော်နဲ့ပိတ်လို့မရပါဘူးကျွန်တော်မိမဘိုင်းနာနေလို့မွေးတော့မထင်နဲ့ကူကူညီပါအောင်ဗျာ ်စိန်ကြီးတင်ထွန်းရဲ့မိမမီးဖွားကျင်နေပြီတဲ့အိုးဒုက္ခပါပဲလေဒီတလောက်ကျန်းနေတာကျုပ်ဘလို့လိုက်ရမလို့မဆိုင်ကြီးကအိမ်ပြင်ဘက်မှာအကြောင်းမဲ့ဖွေရလေပြင်းတန်ကြောင့်မျက်စိမျက်နာပြည့်ရင်းနေဆိုင်ခေပေါင်းမဆိုင်ကြီးကအေးလာတော်တော်လေးဖိုက်နာနေတာကျွန်တော်လည်းဘာမှမလုပ်တတ်ဘူးဗျဒုက္ခပါပဲဟဲ့ငါလည်းအပြင်းမထွက်ရဲဘူးလူတော်လွတ်ပါသွားမလားကြောက်ရတယ်ဟဲ့ကျွန်တော်တွဲခေါ်ပါမယ်လိုက်ပေးပါအမရဲ့ ။အိမ်မှာလည်းအေးလာတယောက်တည်းကေပေါင်းဖြာ။မက်စိန်ကြီးဟာတွေ့ဝေစွာနဲ့ကုငင်းဖေကိုလမ်းကြည့်နေတာ။မိဘွားဖို့ခတ်နေတာပဲစိန်ကြီးရဲ့။ငါလည်းလိုက်ခဲ့မယ်လေ။လာတော်စု။မက်စိန်ကြီးဟာအင်တင်တင်ဖြစ်နေရမှာယောက်ျားပါလိုက်ပြီးတော့ကုမင်းဆိုတာကြောင့်လက်ခံလိုက်တော့တယ်။လူဝဲတာတွေကိုယူကသုံးယောက်သား